ပင်သစ်မြေမှာကမ်းပတ်နဲ့စင်ပြန်ရင်းပြန်လာမလားအမေရိကွေမှာရှင်ပြန်ကစားခဲ့တဲ့ချန်ပီယံလိစီမီဖိုင်နယ်ပထမအကြောကအာဆင်နယ်တကိုးကိုမရှိနဲ့ရှုံးနေခဲ့ပါတယ်အာဆင်နယ်ဟာပွဲချိန်အစောပိုင်းမှာတင်ဂိုးပေးလိုက်ရတာဖြစ်ပြီးနောက်ပိုင်းမှာတော့အခွင့်အရေးအချို့ရခဲ့ပြီးမြင်အတုံးမချနိုင်ပေဂိုးသမားဒွန်နာရမ်မှာလက်စွမ်းပြခဲ့တာကြောင့် PSG ကိုအရေးနိုင်ခဲ့တာပါ၁၆နှစ်အတွင်းပထမဆုံးချန်ပီယံလိစီမီဖိုင်နယ်အတွက် အာဆင်နယ်ဖန်တွေအဆင်သင့်ဖြစ်ခဲ့ပြီးမှရလက်ကပျော်စရာမကောင်းခဲ့ပါဘူး။အာဆင်နယ်ဟာလာမယ့်မေလ10ရက်မှာ ပြင်သစ်မြေကိုသွားပြီး PSG အသင်းနဲ့ဖုံဖြတ်ကစားရတော့မှာဖြစ်ပါတယ်။အာဆင်နယ်အနေနဲ့ပြင်သစ်မြေမှာဂမ်ဘတ်နဲ့အကောင်းဆုံးပြန်လာပြီးဖိုင်နယ်ရောက်ချီတက်မယ်လို့နီးပြအာဒီတာက ပြောလာပါတယ်။တပွဲကြံပါသေးတယ်။ရီးရဲကို၃ခုပြတ်အနိုင်ရခဲ့တဲ့ပွဲပြီးမှလည်းဒီလိုပဲပြောခဲ့တာပါ။အနံယူကြော်ဖြတ်ဖို့အတွက် ်ဘယ်ရစ်ကိုသွားမယ်ကျွန်တော်တို့အကောဆုံးလုပ်နိုင်မယ်လို့ယုံကြည်ထားပါတယ်ဒါကတော့အင်ဝင်းရှုံးမွေးအပြီးအာတီတာပြောခဲ့တာပါအာဆင်နယ်ဟာအသင်းသမိုင်းတစ်လျှောက်ချန်ပီယံလိဂ်ကိုတခါမှမရဘူးတာကြောင့်ပထမဆုံးအကြိမ်စခုရရှိဖို့ကကမ်းပတ်နဲ့ပြန်လာဖို့လိုအပ်တယ်လို့ကန်တရားရဲ့ဖိမှန်မှုလည်းလိုအပ်နေပါတယ်အာဆင်နယ်အသင်းရဲ့ခက်ဆစ်ချစ်လက်မှုကိုအသိဉာဏ်ပြောင်းဟောင်းအာဆင်ဝင်ကာကချီးကျူးလိုက်ပြီး PSG ကိုကျော်ဖြတ်နိုင်မယ်လို့ယုံကြည်နေပါတယ်။ ပဲရစ်မှာနောက်ဆုံးကစားခဲ့တာက2016ကဖြစ်ပြီးတကိုးစီတီကစားခဲ့ပါတယ်။2024-25ချန်ပီယံလိပြိုင်ပွဲဟာပုံစံတစ်နဲ့ကျင်းပနေတာဖြစ်ပြီးဆီမီဖိုင်နယ်တက်လာတဲ့၄ဒင်းမှာဘာစီလိုနာနဲ့အင်တာမီလန်တို့ကချန်ပီယံဟောင်းနေဖြစ်ကအာဆင်နယ်နဲ့ PSG အသင်းကတခါမှချန်ပီယံမဖြစ်ခဲ့ပါဘူး။ of Life.